အားလုံးပဲမင်္ဂလာပါကိုစိုးရေးစပေါ့ချန်နယ်အားလုံးနေထွေးသားကြိုတူပါကျွန်တော်ငယ်ချောင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာကင်မဏီကတော့ကျွန်တော်တို့ငယ်ချင်းတွေအဆင်ပြေကြလိမ့်မယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ဗျာဒီနေ့မှာဆိုလဲကျွန်တော်ပွဲစဉ်ပွဲကောင်းတော်တော်လေးများတာဖြစ်ပါတယ်စပိန်လာလီကာပွဲစဉ်တွေရဲ့နောက်ဆုံးပွဲစဉ်တွေအပါအဝင် final ပေါ့ဗျာဖလားပွဲကျွန်တော်၃ပွဲပါဝင်နေတဲ့အပြင်ဦးမှအီတလီပွဲစဉ်၂ပွဲပါဝင်နေတာအတွက်ကြောင့်ကျွန်တော်တို့ပွဲစဉ်တွေတော်တော်လေးများတာဖြစ်ပါတယ်ဗျာကျွန်တော်ငယ်ချင်းကျွန်တော်တို့လည်းဒါကျွန်တော်ပြောနေကြတဲ့အတိုင်းပဲ ထင်းထင်းထင်းဆော့ကြဖို့လဲကျွန်တော်ပြောချင်ပါတယ်နောက်များဆုံး၅ဘွဲလောက်ပဲဆော့ဖို့လဲအကြံပေးပါရစေဒီ define ကတော့ကျွန်တော် Spain La Liga ဘွဲစဉ်တွေကျွန်တော်တုံးသက်ပြီးသွားမှာဖြစ်ပါတယ် Spain La Liga ဘွဲစဉ်တွေကျွန်တော်အကြိုက်ဆုံး၃ဘွဲရွေးချယ်ထားတာဖြစ်ပါတယ် Channel ဘွဲစဉ်တွေကျွန်တော်အတူချုံလေးတွေပဲကျွန်တော်အကြိုက်လေးတွေပဲပြောပြပြီးသွားမှာဖြစ်ပါတယ်ဗျာ ော့ဆော့ဝဲဝဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော် Real Madrid နဲ့ Sociedad တစ်ပွဲစဉ်ကျွန်တော်ရွေးချယ်ထားပါတယ်။ Real Madrid ဟာဆိုရင်ခြေစွမ်းပိုင်းမဆိုးပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကြေးမောင်းတာပွဲစဉ်တွေကတော်တော်လေးများနေတာကျွန်တော်တို့သတိထားစီခြင်းပါတယ်။နောက်ဆုံး၅ပွဲမှာဆိုရင် Real Madrid ဟာ၄ပွဲထိနိုင်ပြီးတော့တစ်ပွဲပဲရှုံးနေထားတာကျွန်တော်တို့တွေ့ရပါတယ်ဗျာ။ရီယယ်မက်ဒရီကပြီးခဲ့တဲ့ပွဲမှာစီဗီလာပွဲအစဉ်မှာဆိုရင်တော့2-0နဲ့အနိုင်ရရှိထားပြီးတော့ကြေးပြန်လဲအောင်အောင်မြင်ခဲ့တာကျွန်တော်တွေ့ရပါတယ်ဗျာ။အင်ဂျီနီဘိုင်းကိုပြောမယ်ဆိုရင်အင်ဂျီနီဘိုင်းမှာဒီနေ့မှာဆိုရင်တော့ရီယယ်မက်ဒရီဟာတော်တော်လေး ခြေအနေဆိုးနေတာကျွန်တော်တို့တွေ့ရပါတယ်အင်ဂျင်ဘန်အများကြီးလူတွေပေါ့ဗျာအများကြီးနာနေတာလေကျွန်တော်တို့တွေ့ရတယ်လို့နောက်တစ်ယောက်နောက်တစ်ခုဆိုရင်ကျွန်တော်တို့အနီကတ်ဒီအဝါကတ်ဒီနဲ့ဒီနေ့မှာဘာလင်ခံမပါဝင်နေတာလည်းတွေ့ရပါတယ်ရူဒီဂါကတော့ကျွန်တော်အနီကတ်ပေါ့ဗျာပွဲပယ်ပြစ်ဒဏ်ခံနေရတာဖြစ်ပါတယ်နောက်ကစားသမားတွေဆိုလည်းအများကြီးပါပဲသူတို့ရဲ့ဗီနီဆက်တို့ရိုဒီโกတို့အများကြီးပေါ့ဗျာတော်လေးမှဒီနေ့ပွဲမှာအင်ဂျူရီပိုင်းအများကြီးထိုးနှက်ချက်တွေရှိနေတာဖြစ်ပါတယ်ဗျာ တစ်ဖက်ဆိုစီတဲ့ဘက်ကိုပြောရမယ်ဆိုရင်ဆိုစီဒက်ဟာနောက်ဆုံးပြန်ပွဲဆုံး၅ပွဲမှာဆိုရင်တော့ကာရဖောင်အနေထားတွေရ၃ပွဲရှုံးပြီး၃ပွဲတည်ကြတယ်ပြီးခဲ့တဲ့ပွဲမှာမှဂီရိုနာကိုအိမ်ခွေးမှာ3-2နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဗျာဆိုစီဒက်ဟာကျွန်တော်ဝင်းစနေဝင်းစနေမှာ၉ရဖို့တော်တော်လေးခက်ခဲနေတာလည်းတွေ့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ပြီးခဲ့တဲ့ပွဲအိမ်ခွေးမှာတော့အင်ရှင်ပြိတ်သက်ရှိမှာ 32နဲ့ဂီရိုနာအသင်းကိုနိုင်ရရှိခဲ့တာကျွန်တော်တွေ့ရပါတယ်ဗျာဒီနေ့ဝင်မှာကျွန်တော်ဂျေဒန်ပေါ့ဗျာဂျေဒန်ဖွင့်လှစ်ထားတဲ့ဂျေဒန်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ရီယယ်မက်ဒရီကနေပြီးတော့180ရှုံးပြီးလာတယ်ကိုပေါင်းစည်းရ3လုံး80ရှုံးမှာပေးလာတာဖြစ်ပါတယ်ဗျာဒီဂျေဒန်ကျွန်တော်နေ့လယ်တနင်္ဂနွေလောက်မှာကျွန်တော်ဗီဒီယိုလုပ်ထားတဲ့အတွက်ကြောင့်ဂျေးလေးတွေအပြောင်းလဲတော့ရှိနိုင်ပါတယ်ဗျာဒီဂျေဒန်နဲ့ပဲကျွန်တော်သုံးသပ်ပြီးသွားမှာဖြစ်ပါတယ်ဒီနှစ်သင်းကကျွန်တော်3ချိန်တွေ့ဆုံပြီးသွားပါပြီပထမကြောင့်ပါဆိုရင်ရီယယ်မက်ဒရီဟာဆိုစီတက်ကိုကျွန်တော် 2-0နဲ့အနိုင်ရရှိခဲ့တာကျွန်တော်တွေ့ရပါတယ်ဗျာအဲ့ဒါပြီးတော့ကျွန်တော်တို့ဒီနှစ်ထဲမှာပဲပေါ့ဗျာ Spain Copa del Rey မှာ semi final မှာနှစ်ကြော့တွေ့ခဲ့တာဖြစ်ပါတယ်ပထမကြော့မှာ Real Sociedad နဲ့ကွင်းမှာဆိုရင်190အနိုင်ပြီးခဲ့တာဖြစ်ပါတယ်သုံးလုံး80အနိုင်နဲ့ပြီးခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဆိုတော့1-0နဲ့ Real Madrid ကနိုင်ပြီးတော့ကြေအောင်ခဲ့ပါတယ်ဂိုးပေါင်းကတော့ကျခဲ့တာတွေ့ရပါတယ်ဗျာပထမကြော့မှာဆိုလဲကျွန်တော်ဂိုးပေါင်းကျခဲ့တာကျွန်တော်တွေ့ရပါတယ်ဒုတိယကြော့ကျွန်တော် semi final ဒုတိယကြော့မှာဆိုရင်တော့ ရီယယ်မက်ဒရစ်ဟာအိမ်ဝင်ကနေပြီးတော့130ရဲ့အရှုံးပေးခဲ့တာဖြစ်ပါတယ်ဗျာအဲ့ဒီဘက်မှာကျွန်တော်ဂိုးပေါင်းစီ3လုံး30ရဲ့အနိုင်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီဘက်မှာဆိုလဲရီယယ်မက်ဒရစ်ဟာကျွန်တော်3 4နဲ့ရှုံးနေခဲ့တာကျွန်တော်တွေ့ရပါတယ်ဂိုးပေါင်းအောင်သွားပါတယ်ဘော်ဒီကျသွားပါတယ်အချိန်မွေးရမှာကျွန်တော်4 4ကန်ပြီးတော့ရီယယ်မက်ဒရစ်ဟာ final attack ရောက်သွားပြီးတော့ဘာစီလိုနာနဲ့တွေ့ဆုံကစားခဲ့တာဖြစ်ပါတယ်ဗျာဒီဂျေတန်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီဂျေတန်နေဟာအခုပေးထားတဲ့ဂျေတန်180ရှုံးနဲ့ပေးထားမယ်ဆိုရင် တော်တော်လေးဟုတ်များ ပြင်းရှတဲ့ဂျေဒန်ဒရန်လို့ပဲကျွန်တော်တော့ယူဆပါတယ်ဗျာနောက်တစ်ချက်ကကျွန်တော်တို့ဦးနာကျွန်တော်ရှေ့ကပြောသားလို့ပဲ injury ဘိုင်းနေအများကြီးပေါ့ဗျာထုံးတဲ့ချက်တွေအများကြီးဖြစ်နေတဲ့ဂျားတွေကဒီပေးထားတဲ့ဂျေဒန်ကတော်တော်လေးကိုပြင်းတယ်လို့ပဲကျွန်တော်တော့ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဂျေဒန်အနောက်ကိုပဲကျွန်တော်လိုက်မှာဖြစ်ပါတယ် Real Madrid ပေါ်ရီကိုကျွန်တော်ကြိုက်ပါတယ်ဗျာနောက်ချက် Real Madrid ဟာအိမ်ကွင်းမှာဂျေးမအောင်တာကျွန်တော်တို့ရှစ်ပွဲဇက်လောက်ရှိသွားပါပြီအဲအကြောင်းကျွန်တော်ဒီနေ့ပွဲစဉ်ပေါ့ဗျာသူရဲ့ prediction ပြည်သက်ရှေ့မောက်မှာ ဒီလူမဆုံတဲ့ကြားထဲကနေဖြော်ပြမှုဆန်ဆန်အကောင်းဆုံးဆွမ်းဆောင်သွားလိမ့်မယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်။ဒါကြောင့်ကျွန်တော် Real Madrid body ကြိုက်ပါတယ်ဗျာ။နောက်တစ်ချက်ကျွန်တော်ဂိုးပေါင်းစည်းပေါ့ဗျာဂိုးပေါင်းစည်း390ပေးလာခြင်းအဖြစ် Real Sociedad ကဂိုးရမယ်ဆိုပြီးတော့ Bukiri ကတော့ယူဆထားပုံရပါတယ်ဒါပေမဲ့ကျွန်တော်အရှိရပြောသလိုပဲ Real Sociedad ကဂိုးတကူရဖို့တော်တော်လေးခက်ခဲနေတယ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့ဗျာတော်တော်လေးသတိထားရပါမယ်ဒီဂိုးပေါင်းစည်းကိုတော့ တော်တော်လေးသတိထားမယ်လို့ပဲကျွန်တော်ယူဆပါတယ်အိမ်ဝဲမှာ real battery ကကျွန်တော်နောက်ပိုင်းပွဲစဉ်တွေပေါ့ဗျာပွဲစဉ်တွေပွဲစဉ်တွေကိုးပေးရတဲ့အချက်တွေအကြောင်းရယ်နောက်တစ်ချက်ကျွန်တော် injury bind တွေများနေတဲ့အချက်ရယ်အချက်တွေအကြောင်းရယ်ပေါ့ဗျာဘူကီကတော့ကျွန်တော် goal on အပေါ်ကိုဆွဲခေါ်ထားတယ်လို့ပဲကျွန်တော်ကတော့ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့ဗျာ real society တို့နဲ့ real battery တို့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော် real battery body ကိုရွေးချယ်ပါတယ်ကိုပေါင်းရပြောရမယ်ဆိုတော့ကိုပေါင်းအောက်ကိုပါကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ကိုပေါင်းအောက်ကတော့ဒါကတော့ဟို try slope ကို short စီခြင်းပါတယ် ီနှစ်ချောင်းနဲ့ကျွန်တော်တစ်ချောင်းကိုရွေးပါဆိုတော့ကျွန်တော် real metric body တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာဒီပွဲစဉ်ကျွန်တော် real metric ဟာအိမ်ခွင်းမှာအကောင်းဆုံးဖြောင်းယူမှုပေးသွားလိမ့်မယ်လို့ပဲကျွန်တော်ကတော့ယူဆပါတယ်နောက်တစ်ချက်ကျွန်တော် amber bay ပေါ့ဗျာဥရောပရွှေဖက်နှက်စုကိုရဖို့ရာခိုင်နှုန်းတော်တော်လေးများနေတဲ့အတွက်ကြောင့်ဒီနှစ်ပွဲမှာ amber bay ကိုသွင်းပါလိမ့်မယ်ဗျာအဲကြောင့်ကျွန်တော်ဒီနှစ်ပွဲစဉ်မှာကျွန်တော် real metric body ကြိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော်ည7နာရီမှာကံမဲ့ လီဂါနက်နဲ့ဗီလာဒိုလစ်ပွဲစဉ်ရဲ့တစ်ချိန်တည်းမှာပဲကံမဲ့အက်စပန်ယိုနဲ့လပါမက်ဆိုပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။လီဂါနက်နဲ့ဗီလာဒိုလစ်ပွဲစဉ်မှာဆိုတော့လီဂါနက်ဟာဝမ်းရှုံပေးထားတာဖြစ်ပါတယ်ဗျာ။ကိုပေါင်းစီကျွန်တော်3လုံး30အနိုင်ပေးလာတာဖြစ်ပါတယ်။ဒီပွဲစဉ်ကတော်လေးကြီးပြင်းတဲ့ပွဲစဉ်ပါ။အခုလက်ရှိအချိန်မှာဆိုရင်တော့လီဂါနက်ဟာ 1ကိုကျွန်တော်80ရှုံးလောက်ထိတော့ပြုတ်ကျလာတာတွေ့ရတယ်။ကိုပေါင်းစည်းလည်းဒီလိုပါပဲကျွန်တော်3လုံး5မူနိုင်ထိပြုတ်ကျလာတာဖြစ်ပါဗျာ။ဇုံကျလာတဲ့အနေထားပါ။လီကားနဲ့ကျွန်တော်ဆွမ်းဆောင်ရည်ပိုင်းကိုကျွန်တော်ကြည့်ရမယ်ဆိုရင်လီကားနဲ့အနောက်ဆုံး5ပွဲမှာဆိုရင်တော့တပွဲပဲရှုံးနေထားတာတွေ့ရပါတယ်။နှစ်ပွဲသေးကြနှစ်ပွဲနိုင်ပြီးတပွဲရှုံးနေထားတာဖြစ်ပါတယ်ဗျာ။လီကားနဲ့တော်လေးခြေဆွမ်းပိုင်းအတပိုင်းကိုရောက်နေတာ ကျွန်တော်တို့ယုံနေတယ်ဆိုတော့တည်တာထင်ရှားစေပါတယ်ဒါပေမဲ့လာရိုလေးဘက်ကတော့တော့ပွဲတိုင်းပေါ့ဗျာသူကတော့ရှုံးနေနေတာဖြစ်ပါတယ်ပွဲစဉ်တွေပွဲစဉ်တွေမှာနှစ်ပွဲစရိတော့ရှိသွားပါပြီ5ပေါင်းအောက်တာနှစ်ပွဲစတိုက်ရှိသွားပါဖြစ်ပါတယ်အဲ့ချက်လေးတော့ကျွန်တော်တို့တတိထားစီခြင်းပါတယ်ဗလာတိုလေးကကျွန်တော်တို့ပို့ပွားပါပဲတန်းဆင်းသွားပြီဖြစ်တဲ့ကြောင့် ACC ပဲကန်နေတာကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့ဗျာလီကာနဲ့အနေနဲ့ အိမ်ခွင်းမှာတော့အကောင်းဆုံးတော့ဆွမ်းဆောင်လာမှာဖြစ်ပါတယ်ခြေတန်းရကျွန်တော်တို့ဘလို့မှမဖြစ်နိုင်တဲ့ခြေတန်းကိုကျွန်တော်ဖွင့်လှစ်ထားတဲ့ဘူဂီရဲ့ယူဆချက်ပေါ့ဗျာဒီနေ့ပွဲစဉ်ကျွန်တော်တို့မင်းရိုက်ချင်ရိုက်ပေါ့ဗျာလီကားနဲ့ကျွန်တော်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ခြေအောင်အောင်ပဲကျွန်တော်တစ်ချက်ကြည့်ရမှာပါဒီခြေတန်းကတော်တော်လေးပြင်းတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော် ဗီလာဒိုလစ်ဘော်ဒီကိုကျွန်တော်အရေးဆုံးရွေးချယ်ပေးလိုက်ပါတယ်။ရှုံးလဲကျွန်တော်တို့10လောက်ပဲရှုံးမဲ့ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်ဗျာ။ကိုပေါင်းစီရကြည့်မယ်ဆိုရင်ကျွန်တော်3လုံး30အနိုင်အနေနဲ့3လုံး9မှု9အထိကျလာခြင်းအားဖြင့်ဒီပွဲစဉ်မှာလည်းဗီလာဒိုလစ်ဟာအကောင်းဆုံးဒုက္ခပေးသွားအောင်မဲ့ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်။ဒီနေ့တင်းကျွန်တော်ထဲထဲတွေးဆမှုဟတ်တူဟတ်ဒီအရာကြည့်မယ်ဆိုရင်လေလီဂါနဲ့ဟာဗီလာဒိုလစ်ကိုတော်တော်လေး ခဲခဲခဲကစားခဲ့ရတယ်လဲကျွန်တော်တို့တွေ့ရပါတယ်ပထမကြောင်မှာဆိုရင်လည်းဒီစည်းစည်းပေါ့ဗျာတေးကြခဲ့တာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်ကကျွန်တော်တို့ဂိုးပေါင်းလဲနေသွားလိမ့်မယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်လီဂါနက်ဟာအက်စပန်ညိုသာနိုင်ခဲ့မယ်ဆိုရင်လီဂါနက်ဟာအော်တိုတန်းဆင်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ဖီလာဒိုလေဘော်ဒီကိုကျွန်တော်ရေးဆုံးပြီးရွေးချယ်ပေးလိုက်ပါတယ်ဂိုးပေါင်းဆိုရင်ဂိုးပေါင်းအောက်ပါဗျာဒီနှစ်ကြောင်းနဲ့တကြောင်းရွေးပါဆိုရင်တော့ဖီလာဒိုလေ ပေါ်ဒီကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခါတော့ကျွန်တော်တို့တချင်းမှာကံပဲ Espanyol နဲ့ La Palmas တို့ဘွဲ့စဉ်ကိုကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဗျာ Espanyol ဟာနောက်ပိုင်းဘွဲ့စဉ်တွေမှာဆိုတော့ခြေသွမ်းပိုင်းလေးတွေရင်းရိုက်နေတာကျွန်တော်တို့တကယ်ချင်းဒီအတီးဆုံးဖြစ်မှာပါ၅ဘွဲ့ဇက်တိုက်ရှိပါပြီကျွန်တော်တို့ရှုံးတာပေါ့ဗျာ၅ဘွဲ့ဇက်တိုက်ရှိသွားပြီဖြစ်ပါတယ် Espanyol Espanyol ဟာတော်လေးပေါ့ဗျာခြေသွမ်းပိုင်းရကျွန်တော်ကောင်းတယ်ဆိုပေမဲ့လည်းပေါ့နော်ပြီးခဲ့တဲ့၅ဘွဲ့မှာတော့၅ဘွဲ့လုံးကျွန်တော်တို့ ဇက်တိုက်ဆိုသလိုရှုံးနေနေတာလည်းတွေ့ရပါတယ်။ဒါပေမဲ့လည်းသူတွေ့ခဲ့တဲ့အသင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် Villarreal တို့ Betis တို့ပေါ့ဗျာ။ Barcelona တို့ကျွန်တော်အမှတ်လိုနေတဲ့ Osasuna တို့ပါနေတာလည်းတွေ့ရပါတယ်ဗျာ။ Osasuna နဲ့ဘွဲမှာဆိုရင်ကျွန်တော်ကြည့်ရမယ်ဆို Osasuna နဲ့ဘွဲမှာဆိုရင် Espanyol ကတော်တော်လေးကောင်းတဲ့ခြေစွမ်းပိုင်းကိုပြတ်တခဲ့တာတွေ့ရပါတယ်ဗျာ။ဒီနေ့ဘွဲမှာကျွန်တော် Injury Bank ကိုပြောမယ်ဆိုရင် Injury Bank မှာတော့ Espanyol ဟာကျွန်တော်နှစ်ယောက်အပြင်မှာနောက်ထပ်တစ်ယောက်ဆိုတာ၅ဝါနဲ့တစ်ယောက်သူတို့ရဲ့ နောက်ခံခံစင်မှုမပါဝင်နေတာတွေ့ရပါတယ်ဗျာဒါပေမဲ့ကျွန်တော်လက်ပါမက်စ်ဘက်ကိုပြောမယ်ဆိုရင်လက်ပါမက်စ်ကလည်းဒီလိုပါပဲငါးဘွဲဆက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်နောက်ဆုံးငါးဘွဲမှာဆိုလဲငါးဘွဲလုံးရှုံနေထားတာကျွန်တော်တို့တွေ့ရပါတယ်ဗျာဒီနေ့သိကျွန်တော်ထိထိတွေ့တွေ့မှုဟတ်တူဟတ်တွေအရာကြည့်မယ်ဆိုရင်ဟတ်တူဟတ်တွေမှာဆိုရင်တော့ဒီနေ့သိကမျှနေတဲ့ပုံစံလေးမှာကျွန်တော်ရှိပါတယ်၃ချိန်ကြီးနိုင်ပြီးတော့၄ချိန်တည်ကြခဲ့တာတွေ့ရပါတယ်ပထမကြောင်းမှာကျွန်တော်တို့ လက်ပါမက်စခွင်းမှာဆိုတော့10နဲ့အနံ့ရရှိခဲ့တာဖြစ်ပါတယ်လက်ပါမက်စကအဲ့ဒီပွဲစဉ်မှာဆိုတော့တေရှုံနီနီလောက်ပေးသွားတာဖြစ်ပါတယ်အပြီးမှာဆိုတော့10နဲ့နိုင်ရရှိသွားတယ်ဒါကြောင့်ဒီနေ့ပွဲမှာဆိုရင်တော့ဒေဂျီပေါ့ဗျာဒေဂျီလောက်ကျွန်တော်တို့ပေးလို့ရပါတယ်ဒါ ው မှကျွန်တော်အက်စပန်ယူဟာဒီနေ့ပွဲစဉ်မှာဆိုရင်တော့190ရှုံး180ရှုံးလောက်ထိပေးနေတာတွေ့ရပါတယ်တော်တော်လေးဟိုမှဒီပွဲစဉ်တွေကတော်တော်လေးပြင်းရှတာတွေ့ရပါတယ်ဗျာ ။ဒါကြောင့်ကျွန်တော်ရှေ့ပြောသွားလို့ကျွန်တော်ရှေ့ပါကျွန်တော်လီဂါနဲ့တဲ့ဗလာဒိုလိုပွဲမှာဆိုရင်ဗလာဒိုလိုကိုကျွန်တော်ရွေးခဲ့တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာကျွန်တော်အက်စပန်ညိုကြိုက်ရခြင်းဖြစ်ပါတယ်ဗျာ။အက်စပန်ညိုကျွန်တော်ဘော်ဒီကြိုက်ပါတယ်။နောက်တစ်ချက်တော့ကျွန်တော်ဂိုးပေါင်းစင်းအရာကြည့်မယ်ဆိုရင်ဂိုးပေါင်းစင်း3လုံး80အနိုင်ရနေပြီးတော့အခုချိန်မှာဆိုတော့3လုံး9မှု9ထိဖြစ်လာခြင်းအဖြစ်ဒီပွဲစဉ်ဟာအက်စပန်ညိုအိမ်ဝင်ကောင်းတဲ့ဆွမ်းဆောင်ရည်တွေကြောင့်ပေါ့ဗျာ။ဒီပွဲစဉ်ဟာ အစပညာကိုပြက်ချပြက်နိုင်သွားမဲ့ပွဲစဉ်တွေလို့ပဲကျွန်တော်ယူဆပါတယ်ဒီပွဲစဉ်မှာကျွန်တော်လက်ပါမတ်ကလည်းကိုရာကောင်းလဲရသွားနိုင်ပါတယ်ဗျာလက်ပါမတ်ကတစ်ချက်ပဲပေါ့နော်ကိုမရတာတော့၃ပွဲဆက်တော့ရှိသွားပြီဒီပွဲစဉ်မှာကျွန်တော်တို့အစပညာကကျွန်တော်ကိုပြက်ချပြက်တာနိုင်ခဲ့မယ်ဆိုတော့3-0တွေပါတော့ဖြစ်သွားနိုင်တယ်ပေါ့ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဆိုရင်တော့အစပညာဘော်ဒီနဲ့ကိုပေါင်းအပေါ်ရွေးချယ်ပြလိုက်ပါတယ်ဒီနှစ်ကြောင်းနဲ့တစ်ကြောင်းကိုရွေးပါဆိုတော့ကျွန်တော်အစပညာဘော်ဒီကြိုက်ပါတယ်ဗျာ ကဲကျွန်တော်ပွဲစဉ်လေးကကျွန်တော်အတူချုံးလေးပဲပြောပြပေးသွားမှာဖြစ်ပါတယ်။ Alavast နဲ့ Osasuna တို့ပွဲစဉ်မှာဆိုတော့ Osasuna က level 30ရှုံးပေးလာတယ်။ကိုပေါင်းစီနှလုံး30ရှုံးပေးလာတာဖြစ်ပါတယ်။ Osasuna ကကျွန်တော်တို့ Europa League ဝင်နိုင်တဲ့အခြေအခြေအနေလေးတွေမှာတော့ရှိတယ်။ဒါကြောင့်လည်းကျွန်တော်တို့ Aspen Osasuna ကကြည့်ပေးလာတယ်လို့ပဲယူဆပါတယ်။ level 5မှဝင်ရိုးလောက်ထိရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာ Osasuna အဝေးဝင်ညံ့ပေမဲ့လည်း Osasuna ပဲကြိုက်ပါတယ်ဗျာ။ဂိုးပေါင်းအောက်ပါဗျာ။ ။ဒီအပင်းနဲ့ဆယ်တာဘီကိုပွဲစဉ်မှာဆိုလဲဆယ်တာဘီကကျွန်တော်180နိုင်ပေးလာတာဖြစ်ပါတယ်။ကိုပေါင်းစည်းရနှလုံး60ရှုံး80ရှုံးမှာပေးလာတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဒီနေ့ပွဲစဉ်ပေါ့ဗျာဆယ်တာဘီကိုကလည်းကျွန်တော်တို့အနိုင်ရရှိသွားလိမ့်မယ်လို့ပဲကျွန်တော်ယူဆပါတယ်။10လောက်ပဲဖြစ်သွားမယ်ပွဲစဉ်လပွဲလို့ပဲယူဆပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဆိုရင်တော့ဆယ်တာဘီကိုကြိုက်ပါတယ်ကိုပေါင်းအောက်ပါဗျာ။နောက်တစ်ပွဲကျွန်တော်ဗလကာနိုနဲ့မာရောကာပွဲပါဒီပွဲလည်းတော်လေးအဖြစ်ရှင်းပါတယ် ဗလဂါနို body ရရမယ်ပွဲစဉ်မှာတော်တော်လေးကြေးပြင်းတာလည်းပါပါတယ်ဗျာကဲဒါတော့ကျွန်တော်တကယ်ကြောင့်မလို့ဒါဒီနေ့မှာကျွန်တော်စပိန်လာလီဂါပွဲစဉ်တွေကိုကျွန်တော်တုံးသက်ပေးသွားဖြစ်ပါတယ်နောက်တစ်ပိုင်းကြာလို့ရှိရင်ကျွန်တော် final ပွဲစဉ်တွေရဲ့အီတလီပွဲစဉ်နှစ်ပွဲပါအချမ်းပြင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့သုံးသပ်တဲ့ဗီဒီယိုချက်နေတဲ့ဆိုရင် like subscribe follow လုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်ပြောပြသည်ဗျာကျွန်တော်ငငင်းချင်းလေးလည်းပေါင်းပြကြပါသည်ဗျာမြန်မာပြည်လည်းအေးချမ်းပါသည်ဗျာ